ပွားတွေကိုဒီမှာတစ်ချက်ပြောပါမယ်နော်ကဲအဲ့တော့မိသားရာသီဘွားပြောမယ်နော်ဒါအရှိတိုင်းနဲ့အနောက်တိုင်းနဲ့မတူဘူးစီလားနော်မိသားရာသီဘွားမိသားရာသီတတ်မှတ်တာအရှိတိုင်းနဲ့အနောက်တိုင်းနဲ့မတူဘူးအဲ့တော့ဒါမြန်မာနိုင်ငံမှာနော်တတ်မှတ်ထားတဲ့နော်ဒီဟွာကိုကျွန်မပြောပါမယ်များသောအားဖြင့်အရှိတိုင်းကတတ်မှတ်ကြအရှိတိုင်းကိုယူကြတာများတယ်နော်မြန်မာပြည်ကအဲ့တော့ပြောမယ် မိသားရာသီဘွားဆိုရင် April 14ရက်နေ့ကနေပြီးတော့ May 14ရက်နေ့အတွင်းเนาะမိသားရာသီဘွားဖြစ်တယ်เนาะခဏလေး အရှိတိုင်းကကျတော့ तू ကဘာစနစ်နဲ့တွက်လဲဆိုကဘာပေါ်မှာကျမတို့ဂျူသွားတွေတွက်ချက်တဲ့ခါကြရင်နှစ်မျိုးရှိတယ်အရှိတိုင်းကကျတော့เนาะနိယာနာစနစ်နဲ့တွက်တယ်အရှိတိုင်းကเนาะနိယာနာစနစ်နဲ့တွက်တယ်အနောက်တိုင်းကကျတော့တာယနာစနစ်နဲ့တွက်တယ်အဲ့တော့နိယာနာစနစ်နဲ့တွက်တဲ့ခါနေ့တွေရက်တွေနဲ့တွက်တဲ့နေ့တွေရက်တွေနဲ့ ตายณสนิทเนตွက်တဲ့နေ့ ళి ရက်တွေဟာမတူဘူးเนาะအဲ့တော့အခေါ်ဝော်လေးတွေမတူတာလေးတွေခြားနာတယ်เนาะအဲ့တော့အခုကျမပြောမှာနိယာနာสนิทအရှိတိုင်းအုပ်စုပေါ့เนาะအဲ့တော့နိယာနာสนิทမှာယာဒီခွဲဝေတဲ့အခါမှာတတ်မှတ်ထားတဲ့ရက်တွေဟာကျမပြောမယ်เนาะအဲ့တော့နိယာနာสนิทကို နိယာနာစနစ်ကိုဘယ်နိုင်ငံတွေကအများဆုံးအသုံးပြုလဲလို့ပြောရင်မြန်မာနိုင်ငံနော်နိယာနာစနစ်ကိုသုံးတယ်မြန်မာနိုင်ငံသုံးတယ်အိန္ဒိယနိုင်ငံကသုံးတယ်ဆရီလင်္ကာပေါ့ဆရီလင်္ကာလို့ခေါ်တဲ့နော်အာသီရိလင်္ကာနိုင်ငံကသုံးတယ်နော်အဲ့တော့အဲ့ဓာတွေကကျမတို့နိုင် သုံးတဲ့နိုင်ငံတွေပေါ်မှာမူတည်ပြီးတော့ကွာသွားတဲ့ကွာသွားသလိုပဲပေါ့เนาะစနစ်တွေပေါ်မှာဒါကွာပါတယ်เนาะအဲ့တော့ကျမတို့ညနာစနစ်မှာသုံးထားတယ်ဧပြီလ14ရက်နေ့မေလ14ရက်နေ့အတွင်းเนาะအဲ့ဒါကမိတ္တရာသီပိတ္တရာသီကမေလ15ရက်နေ့ကနေဇွန်လ14ရက်နေ့အတွင်းအဲ့ဒါကပိတ္တရာသီ မေထုံရာသီကဇူလ15ရက်နေ့ကနေဇူလိုင်လ16ရက်နေ့အတွင်းနော်ဒါကမေထုံရာသီကရကရာသီကတော့ဇူလိုင်လ19ရက်နေ့ကနေဩဂတ်စ်လ16ရက်နေ့အတွင်းကရကရာသီဖြစ်ပါတယ်တင်ရာသီကတော့ဩဂတ်စ်လ19ရက်နေ့ကနေပြီးတော့စက်တင်ဘာလ16ရက်နေ့အတွင်း ဒါကတင်ညာသည်ဖြစ်ပါတယ်။ကန်ညာသည်ကတော့ September လ19ရက်နေ့ကနေပြီးတော့ October လ16ရက်နေ့အတွင်းကန်ညာသည်ဖြစ်ပါတယ်။တူညာသည်ကတော့ October လ19ရက်နေ့ကနေပြီးတော့ November လ15ရက်နေ့အတွင်းတူညာသည်ဖြစ်ပါတယ်။ဗိဆာညာသည်ကတော့ November လ16ရက်နေ့ကနေပြီးတော့ ဒီဇင်ဘာလ15ရက်နေ့အတွင်းကဒိတ်စာရသည်ဖြစ်ပါတယ်တနုရာသီကတော့ဒီဇင်ဘာလ16ရက်နေ့ကနေပြီးတော့ January လ14ရက်နေ့အတွင်းမွေးဖွားတဲ့သူဆိုရင် တနုရာသီဘွား ဖြစ်ပါတယ်မကာရရာသီကတော့ January လ15ရက်နေ့ကနေပြီးတော့ February လ17ရက်နေ့အတွင်းမှာမွေးဖွားရင် မကာရရာသီဖြစ်ပါတယ်ကုန်ညာသီကတော့ February လ14ရက်နေ့ကနေပြီးတော့ March လ13ရက်နေ့အတွင်းမှာမွေးဖွားရင်ကုန်ညာသီဘွားဖြစ်ပါတယ်မိညာသီကတော့ March လ14ရက်နေ့ကနေပြီးတော့ April လ13ရက်နေ့အတွင်းမှာမွေးဖွားရင် မင်းရသည်ဘွားဖြစ်ပါတယ်ဒါကဘာစနစ်နဲ့လဲလို့ပြောရင်ခုနเนาะဒါကဘာစနစ်နဲ့လဲကျမတို့အရှိတိုင်းနေမှာအသုံးပြုတဲ့စနစ်เนาะ အဲ့တော့ကျမအနောက်တိုင်းကိုလည်းကျမနည်းနည်းတော့ပြောပြမယ်เนาะဘာကြောင့်လဲဆိုတော့တချို့อ่ะကျမကတော့အရှိတိုင်းအနောက်တိုင်းနှစ်ခုစလုံးကျမကတော့တင်ထားတဲ့လူဒါပေမဲ့အရှိတိုင်းပဲတင်တဲ့လူတွေရှိမယ်เนาะအနောက်တိုင်းကိုတင်နေတဲ့လူတွေလည်းရှိမယ်ပေါ့เนาะခုနကျမတို့မြန်မာတို့အိန္ဒိယတို့ရှရီလင်္ကာတို့ဆိုလို့ရှိရင်เนาะကျမတို့ကအရှိတိုင်းနီးနေတွေ့ကြတယ်เนาะအဲ ဒီအနောက်နိုင်ငံတို့နိုင်ငံတွေရကြတော့အမေရိကတို့ဘာတို့ကြတော့အနောက်တိုင်းကြီးကိုကျမတို့ဒီကထားပြီးတော့တွေ့ကြတာများတယ်เนาะအဲ့တော့မိယာနာစနစ်ကအရှိတိုင်းအုပ်စုတာယနာစနစ်ကအနောက်တိုင်းအုပ်စုလို့မှတ်ထားပါအနောက်တိုင်းကကြတော့เนาะဘာတွေ ਨੇ အနောက်တိုင်းရဲ့ဟိုဟာကိုကျမပြောမယ်တစ်ချက်เนาะကျမဒီမှာပြအာ sorry เนาะဒါအနောက်တိုင်း เนาะအဲ့တော့မိသားရာဒီမှာဒီမှာမိသားအော်ဒီလိုနင်းနင်းဒါနဲ့ပြလို့မဖြစ်ဘူးနင်းနင်းဒါကနည်းနည်းလေးဖြစ်တယ်နင်းကျွန်မတခုပြမယ်เนาะကျွန်မရှိမှာရှိတယ်ဒါလေးတခုပြမယ်အဲ့တော့ဒီနေ့ကတော့အဲ့စနစ်နှစ်ခုကိုပဲအရင်မှတ်ထားပြီးတော့ကျွန်မပို့ဟိုလောက်ပေးမယ်အဲ့ဒါကိုကျွန်မကွန်ပျူတာထဲမှာရှိရဲ့ စနစ်နှစ်ခုပေါ့နော်စနစ်အဲ့နှစ်ခုကိုရက်ကလေးတွေပဲနည်းနည်းကြွားတယ်အဲ့ဒါကိုမှတ်ထားလို့ရပါတယ်နင်ဟုတ်လား Okay Okay ဒီမှာရှိတယ် Okay နော်ဒီမှာကျတော့ match လာ21ရက်နေ့က Aries ကိုနော်ဒီမှာအဲရုပ်ပုံနေနဲ့မိသားတို့ဘာလို့ပေါ့နော်အဲ့ဒါကိုကျွန်မပို့ပေးလိုက်မယ် ဒါကိုကျမမပြောတော့ဘူးเนาะမောလို့မပြောတော့ဘဲနဲ့ဒီဟိုအမှာကျမတင်ထားပြလိုက်မယ်เนาะအရာလဲဟိုမှာရှိတယ်ဘယ်လိုဘယ်လိုပြောမလဲအဲ Google မှာယူလို့ရတယ်เนาะဒါမဲ့ကျမတင်ပေးပါမယ်အဲ့ဒါကိုเนาะအဲ့တော့ ြောเสียရှိတာကိုဆက်ပြီးတော့ပြောပါမယ်။ကျမရာသီတွေပေါ့နော်။အဲ့ဒီရာသီတွင်နေတည်ပြီဆိုရင်ရာသီတွေရဲ့ပရိယေတွေကိုကျမပြောခြင်းတယ်နော်။ရာသီတွေရဲ့ပရိယေတွေကိုပြောပါမယ်။ဥမာဆိုပါစို့မိဒ္ဒရာသီဆိုရင် तू ကစိတ်တိုးရုပ်စိတ်တိုးရုပ်လို့ပြောရင်ကျမတို့ကသူ့ရဲ့တဘာဝကိုကျမတို့ကနော်စဉ်းစားမယ်နော် စိတ်ရဲ့ญาတိတွေရဲ့ပြည့်ရယ်ဆိုတာဘာလဲလို့ပြောစိတ်တိုးရုပ်ဆိုရင်အဲ့ဒီญาတိတွင်အဲ့ဒီရက်တွေမှာနော်မွေးတဲ့လူတွေက အဲ့ဒီစိတ်သိုးရဲ့တဘာဝကြီးဆိုးတယ်လို့ကျမတို့ကသတ်မှတ်ဟောကြားလို့ရတယ်ပေါ့နော်စိတ်ရဲ့တဘာဝရအစာအတော့ကြိုက်တယ်အစာတော့ဆိုလေအပူဓာတ်ကိုကြိုက်တယ်အပူကြိုက်တယ်အဆက်ကြိုက်တယ်ပေါ့နော်။နောက်ဟို ဒေတာအနေနဲ့ဆိုလို့ရှင်လေသူကကုန်းခေါင်ခေါင်6တွေးတဲ့ဒေတာမျိုးကိုကြိုက်တယ်ပေါ့နော်အဲဒါစိတ်ကြိုက်တဲ့ဒေတာကိုကြည့်မယ်ပေါ့နော်အဲ့တော့အဲ့ဒီမိတ္တရာသီမှာစမ်းလို့ခေါ်တဲ့တနင်းလာကျူရက်တည်ရင်အဲ့ဒီရာသီကိုကြည့်ပြီးတော့ဒီစာတာရှင်ရဲ့ဇယိုက်ကိုဟောလို့ရမယ်နော်တကယ်လို့ဟာဆ iam မ तू ကတော့ဇာတာကိုမေးတဲ့လူရဲ့ဇာတာကနော်မိတ္တရာသီမှာ တနင်္လာမရှိဘူးတနင်္ခွနေရှိတယ်ဆိုလဲတချို့ကတနင်္ခွနေနဲ့ကြည့်ပြီးတော့လဲဟောလို့ရတယ်เนาะကျမတို့ကလက်ရှိတယ်ဆိုရင် မိတ္တလက်เนาะအဲမိတ္တလက်မဟုတ်ဘူးတနင်္ခွနေရှိတယ်ဆိုရင်မိတ္တရာဒီမှာတနင်္ခွနေရှိရဲ့အတွက်သူကအုပ်ရတယ်မှတ်ထားနော်မိတ္တရာဒီမှာတနင်္ခွနေရှိရင်တနင်္ခွနေအုပ်ရတယ်အုပ်ရတဲ့အတွက်သူကဒီစိတ်ရဲ့စိတ်တိုးရဲ့เนาะစိတ်ရဲ့ပြောမယ်လို့ဒီစိတ်ရဲ့ နော်တဘာဝအတိအဝါရှိတယ်လို့ပြောလို့ရတယ်။အုတ်ရတယ်ဆိုတာ100%ရတာ။အဲ့ဒီတနင်္ဂနွေအားပေါ့နော်။အဲ့တော့အဲဆန်းရှိတယ်ဆိုလို့ရှိရင်လည်းနော်ဒီမိသားရသည်မှာတနင်္လာလို့ခေါ်တယ်။ဆန်းကိုတနင်္လာလို့ခေါ်တာနော်။အဲ sorry တနင်္လာကိုဆန်းလို့ခေါ်တာ။ဆန်းရှိတယ်ဆိုလို့ရှိရင်လည်းသူ့ရဲ့ဇယိုက်လက္ခဏာကဒီစိတ်တိုးရဲ့ဇယိုက်လက္ခဏာကိုဟောလို့ရတယ်ပေါ့နော်။အဲ့တော့ ဒါကမိစပြီးရင်ပိတ်စပိတ်စကြတော့နွားထီးရုပ်เนาะနွားထီးနွားထီးရုပ်ပေါ့เนาะအဲ့တော့အသွာလာတည်ငိမ့်နေမြေဖြည်းဖြည်းအေးအေးလေးသွားတယ်ဟလာနွားထီးရေနွားတွေနွားထီးတွေရဲ့သဘာဝတိုင်းတည်တည်ငိမ့်ငိမ့်ရှိတယ်ဖြည်းဖြည်းလေးသွားတယ်เนาะတာဝန်ဝတရားကိုခြေပုံစွာထမ်းဆောင်နေယူသားတယ်ဖြောက်မှတ်တယ်ဟောလို့ရတယ်အဲ့တော့ ပိဿယာတိမှာတင်းလာရှိရင်လေဒါဩ तू ကတော့ဒါတီတီငင်ငင်ရှိတယ်ပြာလောင်ရောက်ရောက်ရက်တွေခတ်မနေဘူးเนาะတာဝင်ကတော့ဘလိုပဲပြောပြောပိဿယာတိမှာเนาะလက်ဖဲရှိရှိစမ်းမဲရှိရှိတင်းငွနေပဲရှိရှိတာဝင်ကို तू ကြည့်အောင်လှုပ်လိုက်မယ်ရိုးသားတယ်ဖြောက်မှတ်တယ်လို့ဟုတ်လို့ရတယ်ပေါ့နော်အဲ့တော့ပိဿယာတိမှာတင်းလာစမ်းရှိတယ်ဆိုရင်အဲ့ဒါအုပ်ရတယ် နော်တနင်္လာအုပ်ရတယ်လို့ပြောလို့ရတယ်နော်မှတ်ထားနော်သိကြရသည်မှာတနင်္လာဆန်းရှင်အဲ့ဒါတနင်္လာအုပ်ရတယ်လို့ဟောလို့ရတယ်ပြီးတော့မေထုံရသည်မေထုံရသည်ရဲ့ပုံကားသူတော့ကြားနေမှနေရှင်တွဲနေတဲ့ပုံဖြစ်တယ်เนาะအဲ့တော့မေထုံရသည်ဘွားတွေကဘာဖြစ်လဲဆိုရင်အမေထုံရသည်မှာဆန်းရှိတယ်ဆိုသူကလှတယ်เนาะမေထုံရသည်မှာဆန်းရှိတဲ့လူတွေတော်တော်များများကျွန်မတွေ့ဘူးတယ်လှကြတယ်သိလားရုပ်ရည်ရလीလှတယ်เนาะ အဲ့တော့အဲဘဟုသုတပညာပေါ့နော်အတက်ပညာဆိုလဲဆွဲစုံရတယ်ကိုလုံးကိုတယ်ဆိုလဲလှတဲ့ကိုလုံးကိုတယ်မျိုးတွေရှိကြတယ်နော်အဲ့တော့ကြားမှရှင်တွဲရက်တည်နေတဲ့ပုံသဏ္ဍာန်ဖြစ်တဲ့အတွက်နော်မေထုံရာသီမှာစမ်းမဲရှိရှိလက်ဖဲရှိရှိနော်ဟိုမေထုံရာသီဖွားပဲဖြစ်ဖြစ်လှတယ်သွေမြေလက္ခဏာလှတယ်ခန္ဓာကိုယ် body structure လှတယ်နော်ပြီးရင် ဘလို့သဘောတဘာဝရှိလဲဆိုတော့ဒီအတက်ပညာတွေကိုသူကစိတ်ဝင်စားပြီးတော့လေ့လာတယ်အဲဒါမျိုး ပုံစံရှိတယ်။နောက်ကောင်းတဲ့ချွေရန်သင်ပင်းနဲ့ပြည့်စုံတယ်ဒါမျိုးဟောလို့ရတယ်ပေါ့နော်။မေထုံရာသီပြီးရင်ကရကတ်ရာသီကရကတ်ရာသီကကျသူအယုတ်ကခဏန်းပုံခဏန်းပုံဖြစ်တဲ့အတွက်သူကထော်လောကန်လန့်လုတ်တက်တယ်။အဲ့တော့ကရကတ်ရာသီမှာစမ်းရှိတယ်ဆိုရင်တင်းလာကတိရတယ် နော်ကရကတ်ယာတီမှာဆန်းရှင်တနင်္လာကတိရတယ်မေထုံယာတီမှာဗုဒ္ဓဟူယာဟုရှိရင်အဲ့ဒါကတိရတယ်နော်အဲ့တော့ကရကတ်ယာတီမှာဆန်းရှင်ကတိတနင်္လာကတိရတယ်ပေါ့နော်အဲ့တော့ तू ကထော်လောကန့်လန့်လုတ်တက်တဲ့အချင်းရှိတယ်နော်တတိရှိသလိုလိုနဲ့ကြောက်တက်တဲ့ဂဏန်းနေလို့ပေါ့နော် तू ကနိုင်မယ်ထင်ရင် तू ကအစွမ်းကုန် तू ကတိုက်တက်တယ်ရှုံးမယ်ထင်ရင်လည်း तू ကနောက်ဆုတ်တက်တယ် ဲ့ဒီသဘောသဘာဝရှိတယ်တခါတခါအတွေးခေါ်တွေကအများနဲ့ဆန့်ကျင်တတ်တယ်နော်အဲ့တော့ကရကတ်ယာဒီရဲ့ပရိယေကဘာလဲဆိုရင်နော်နိုင်မယ်ထင်အစွမ်းကုန်ထိတိုက်တတ်တယ်ရှုံးမယ်ထင်တော့သူကနောက်ဆုတ်တတ်တယ်နော်အတွေးခေါ်တွေကတခြားလူတွေမတွေးတာမခေါ်တာမျိုးသူကတွေးခေါ်တတ်တယ်နော်နောက်အငင်းအခုအယံဝါသနာပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့အငင်းအခုပေါ့နော်အဲငင်းရမလားဆိုရင်ငင်းပြီနော်အဲ့လိုမျိုးငင်းတတ်တယ် အဲအများနဲ့ဆန့်ကျင်တဲ့ထော်လိုကက်လက်လုပ်တတ်တဲ့အကျင့်ရှိတယ်လို့ဟောလို့ရတယ်ဒါကရကတ်ရာသီရဲ့ပရိယေပေါ့နော်။အဲတိန်ရာသီတိန်ရာသီကကြတော့ तू ကရှင်သိရုပ်ပုံဖြစ်တယ်။ရှင်သိရုပ်ပုံဖြစ်တဲ့အတွက် तू ကတိန်ရာသီမှာတနင်္ဂနွေရှိတယ်ဆိုရင် तू ကတနင်္ဂနွေကတိရတယ်။ तू ကဥဆောင်တတ်တဲ့ဆရာကြီး နော်ဥဆောင်တတ်တယ်အဲတခုဆိုရင်လဲသူကဟိန်းဟောက်ပြီးလူတွေကိုဟိန်းဟောက်တတ်တယ်ဟိန်းဟောက်ပြီးတော့အနိုင်ယူတတ်တယ်ဒါမျိုးပေါ့နော်တခုဆိုတချို့လူတွေဆိုလေအလကားနေနေဟိုပြောနေတယ်တခြားသူပြောနေတခြားလူကြောက်ကပြောနေဆိုလဲအဲ့ပြောနေတဲ့လူဟောက်ပြီးတော့နော်အဲ့လိုမျိုးလေသိလားလောက်တတ်တဲ့လူတွေရှိရယ်နော်အဲ့ဒါဒီဟိုပါပေါ့ချင်းသေးရဲ့အကျင့်ပေါ့နော်အဲအဥဆောင်တဲ့နေရာမှာ နော်ဥဆောင်တဲ့နေရာမှာနေတတ်တယ်ပြီးရင်ဟိဟောက်တတ်တဲ့အချင်းရှိမဲစိတ်တူတယ်နော်ဒါပေမဲ့ဟိုတင်းငုံနေအားကောင်းတဲ့ခါကျတော့နော်ဒီဟိုဘယ်လိုပြောမလဲဟိုတတိရှိတဲ့အထဲမှာပါတယ်အဲနော်တတိရှိတယ်နောက်တောင်းဝင်ယူတတ်တယ်ဒါမျိုးတွေမှာပါတယ်နော်နောက်အဲသူကတင်ညာဒီမှာဆန်းရှိရဲဆိုလို့ရှင်တော့ နှလုံးရောဂါရတတ်တယ်နော်တိမ်သိမ်းရသည်မှာဒါဒါပြောနေပြောတာနော်သိမ်းရသည်မှာဆန်းရှိရဲ့လူတွေကဒီနှလုံးရောဂါမွေးရပါနှလုံးရောဂါရတဲ့လူတွေကြည့်ရင်သိမ်းရသည်မှာများသောအားဖြင့်ဆန်းရှိကြတယ်ပေါ့ထားပါတော့နော်ဒါနောက်ပိုင်းမှာကျွန်မထပ်ပြောအဲ့တော့သိမ်းရသည်မှာတနင်္ဂနွေရှိရင်တနင်္ဂနွေကတိရတယ် နော်ခြင်သိရုပ်ပုံဖြစ်တဲ့အတွက်သူဟာခြင်သိရဲ့သဘာဝရှိတယ်လို့ပြောလို့ရမယ်နော်။နောက်ကံယာတိကံယာတိကဆိုတော့သူကအပြုကညာယုတ်လေးဖြစ်တဲ့အတွက်ကံယာတိမှာနော်အပြုကညာယုတ်ဖြစ်တဲ့သူကတိမ်မွေးတယ်နုညံ့တယ်အမွေးအကြိုင်အတန့်အပြန့်ကြိုက်တယ်နော်။နောက် တသက်ရဲ့ရဲ့ဝစားစီရင်တတ်တယ်စိတ်နေစိတ်ထားကောင်းတယ်เนาะအဲ့တော့ကံရသည်မှာတနင်းလာရှိရင်เนาะကံရသည်မှာတနင်းလာရှိရင်အဲ့ဒီတနင်းလာဟိုကံရသည်ကသူကဘာဗုဒ္ဓဖူးเนาะဗုဒ္ဓဖူးအုံးဗုဒ္ဓဖူးကတိကံရသည်မှာဗုဒ္ဓဖူးရှိရင်ဗုဒ္ဓဖူးအုံးဗုဒ္ဓဖူးကတိเนาะကံရသည်မှာတနင်းလာနှစ်လို့ခေါ်တယ်စမ်းရှိတယ်ဆိုရင် တရားနှလုံးသားထဲမှာတရားရှိတာเนาะအမေဒေါန်ဆန်းစုကြည်ကကံရာသီမှာတင်းလာရှိတယ်ကံကြာပေါက်လို့ခေါ်တယ်အမေဒေါန်ဆန်းစုကြည်ကကံကြာပေါက်သူကဘာလဲဆိုတော့သူ့ရဲ့ဟိုနှလုံးသားထဲမှာသူတရားရှိတာเนาะဟိုတရားကိုဘုရားရှိခိုးနေမှာတချို့လူတွေကဘုရားရှိခိုးနေမှာတရားရှိကြတာလို့ရှိတယ်เนาะတချို့ကလည်းဘုရားလုံးဝမရှိခိုးဘူးဒါပေမဲ့သူတို့နှလုံးသားထဲမှာသူတို့တရားရှိတယ်ငါးပါးသီလကိုဘာကြောင်းနဲ့မှမမကျူးเนาะ မွေးလာကလေးက၅ပါးသီလလုံပြီးတော့မွေးလာတယ်မွေးလာကလေးကသောတပံနော်သောတပံဖြစ်ပြီးအနာဂံဖြစ်ပြီးမွေးလာတဲ့လူတွေရှိတယ်နော်အဲအဲ့လိုလူတွေရဲ့လက္ခဏာကိုကြည့်ရင်သူတို့ရဲ့ဇာတာကိုကြည့်ရင်ကံရာသီမှာများသောဖြင့်တနင်းလာရှိကြတာများတယ်နော်သူတို့ရဲ့ကြာသပတေးကိုကြည့်ရင်ဓနုရာသီမှာကြာသပတေးရှိတာများတယ်ကြာသပတေးကမကာရလို့ထားပါတော့နော်ဒါနောက်ပိုင်းမှာကျွန်မဆက်ပြီးတော့ပြောမယ်အဲ့တော့ကံရာသီရဲ့ပရိယေလို့ပြောရင်တော့သူကတရားရှိတယ် နော်တရားသလားမတရားသလားဒါသိတယ်နောက်ကောင်းကောင်းမွန်မွန်ချွတ်ချွတ်တတ်တာပြောတတ်တယ်နူးညံ့သိမ့်မွေ့တယ်နော်တီကြည်ဖြောက်မှတ်တယ်အဲ့လိုမျိုးနော်စရိုက်မျိုးရှိတယ်เนาะနောက်အမွှေးကြိုင်ကြိုက်တယ်ညံအရန်ကောင်းတယ်ဗုဒ္ဓဟူကံရာတီကဗုဒ္ဓဟူပိုင်နဲ့ရာတီเนาะဗုဒ္ဓဟူပိုင်နဲ့ရာတီဖြစ်တယ်ဗုဒ္ဓဟူပိုင်နဲ့ရာတီဖြစ်တဲ့အတွက်ကံရာတီမှာဗုဒ္ဓဟူရှိရင်အဲ့ဒါဟာကတိအုတ် ပြောလို့ရတယ်เนาะကတိရတယ်အုပ်ရတယ်လို့ပြောလို့ရတယ်เนาะခရယာတိပြီးရင်ထူယာတိချိန်ခွင် ပုံစံဖြစ်တယ်เนาะထူယာတိကချိန်ခွင်ပုံစံဖြစ်တယ်เนาะတမာတိရှိတယ်လို့ပြောလို့ရတယ်ထူယာတိဘွားတွေထူယာတိမှာဆန်းရှိတယ်ဆိုလို့ရှိရင်เนาะအဲပြောမယ်ဆိုလို့ရှိရင်တော့เนาะထူယာတိမှာဆန်းရှိရဲ့ဆိုတော့မြတ်မြတ်တတ်တတ် သူကဆက်ဆံတတ်တယ်အလုပ်ငန်းခွင်မှာဆိုလဲမျှတမှုကိုသူကအလိုရှိတယ်နော်မဟုတ်တာ မကောင်းတာလုပ်ရင်သူမကြိုက်ဘူးအဲဒါမျိုးသဘောရှိတယ်နော်တူရာသီမှာတူရာသီရဲ့ပြည့်ရယ်ပေါ့နော်ပြီးတော့ဗိษาရာသီအဲဗိษาရာသီကကြတော့ကိမိကနော်ကိမိကရုပ်ဖြစ်တဲ့အတွက်အစိမ့်ရှိရရာသီလို့ခေါ်တယ်ခဏလေးတူရာသီရကြတော့သူကတောက်ကြနော်တူရာသီမှာ တောက်ကြရှိရင်အဲ့ဒါကတိကတိနော်အဲ့တော့ကျမဒီမှာတူဒီခဏနေကြပြောမယ်စတာရွှေကူကျွန်မပြောမယ်အခုလောလောဆယ်ရာသီရဲ့ပြည့်ရယ်ကိုအရင်ပြောမယ်နော်ဗိဆာရာသီကကျတော့အင်္ဂါနော်ဗိဆာရာသီမှာ तू ကဗိဆာရာသီမှာနော်အင်္ဂါရှိရင်ကတိရတယ်နော်အဲ့တော့ကိမိကောက်ရုပ်ဖြစ်တယ်ကိမိကောက်ရုပ်ဖြစ်တဲ့အတွက် तू ကကိမိကောက်လို့ပဲ तू ကအခုဆိုညင်ပြီးတော့ तू ကစောင့်တတ်တယ်နော် ဗိဆာယာသည်ဘွားတွေဗိဆာယာသည်ဘွားတွေအာနာရှင်ဆန်နေလက်ရှိတယ်ဆိုသူအာနာရှင်လိုပဲသူကနော်မအလာလက်ကဗိဆာလက်မအလာ နော်အာနာရှင်ဆန်နေစိတ်စိတ်ငြိမ်ငြိမ်နေတတ်တယ်နော်သူကဂလက်စားချီတယ်စောင့်ပြီးတော့သူ့ရဲ့အချိန်ကောင်းကိုစောင့်ပြီးတော့သူကဂလက်စားချီတတ်တယ်နော်ဥဆောင်နဲ့ဥဆောင်လိုတဲ့စိတ်ရှိတယ်နော်အများနဲ့စန့်ကျင်တယ်လို့ထင်ရတယ်နော်ပြောမယ်ဆိုတော့ အတကြီးတဲ့လူတွေပေါ့နော်ဗိဆာယာတီမှာအင်္ဂါရှိတာပဲဖြစ်ဖြစ်ဗိဆာယာတီမှာဆန်းရှိတာပဲဖြစ်ဖြစ်ဒါဟာနည်းနည်းအတတခြားလူတွေထက်သူပိုပြီးတော့အတကြီးတဲ့သဘာဝရှိတယ်နော်ဒနုယာတီအကြတော့နော်လေးပြစ်တဲ့သူပုံစံဖြစ်တယ်မြင်းခန္ဓာကိုယ်နဲ့လေးပြစ်တဲ့ပုံဖြစ်တယ်နော်အဲ့တော့ဒနုယာတီဘွားတွေများသောအားဖြင့်ကဒနုယာတီဘွားတွေကလက်နဲ့နဲ့ပတ်သက်ရင်သူတို့က ဟုတ်ပေါ့ဘယ်လိုပြောမလဲလက်နဲ့ကင်တာတွေလက်နဲ့ကင်တဲ့လူအားပေးတာတွေအဲဒါမျိုးတွေရှိတယ်ပေါ့နော်အဲနောက်တစ်ခုကသူကဟိုဓနုရာသီရဲ့အိမ်ရှင်ကကြာသပတိเนาะအဲ့တော့ဓနုရာသီမှာကြာသပတိရှိတယ်ဆိုရင်လေအဲ့ဒါဘာဖြစ်လဲလို့ပြောရင်ဓနုရာသီဟာကြာသပတိရှိရင်ဟဲ့လား ကတိရရယ်နော်ကတိရရယ်ဂနုရတိရဲ့အိမ်ရှင်ကဇာတပတိဖြစ်တယ်ဇာတပတိကတိရရယ်နော်အဲ့တော့ဆက်ပြောမယ်ဓနုဘီဘီဆိုလို့ရှိရင်ကျမတို့ကမကာရနော်မကာရရတိရသမီဥကောင်းနဲ့ငါးကိုဖြစ်တယ်နော်အဲ့တော့အဲမကာရရတိရဲ့အိမ်ရှင်ကတော့ စနေဖြစ်တယ်เนาะမကာရယာတိမှာစနေရှိရင်အဲ့ဒါကတိရတယ်เนาะမကာရယာတိမှာစနေရှိရင်ကတိရတယ်အိမ်ရှင်ကအဲ့တော့မကာရယာတိရဲ့ပရိယေကဘာလဲလို့ပြောရင် तू ကယူသားတယ်နောက်အေးအေးဆေးဆေး तू ကနေတတ်တယ်လုံလားရှိတယ်လို့ညွှန်လို့ရတယ်လုံလားရှိတယ်စူးစားတယ်အဲ့ထဲမှာညွှန်လို့ရတယ်เนาะနောက်ကုံရာတိရကြတော့ तू ကဘာလဲရေထန်း ပုံပေါ့နော်ရေထန်းသမားပုံဖြစ်တဲ့အတွက်ကုံရသည်ဖွားတွေကုံရသည်ရလဲစနီနော်အဲကုံရသည်ရဲ့ရသည်အိမ်ရှင်ကစနီဖြစ်တယ်နော်သူကပရဟိတလုပ်တယ်ယူရေထန်းသမားဖြစ်ပုံစံမျိုးသူကမြတ်မြတ်တတနဲ့သူကအများအကျိုးကိုသေပိုးလိုတဲ့စိတ်ရှိတယ်ဘာမဆိုနော်အမြဲတမ်းရှေ့ကနေပြီးတော့ ါဝင်ပြီးတော့ဆောင်ရွက်တက်တဲ့ဇွဲကောင်းတဲ့လုံလဝရိယရှိတယ်လို့ဟောလို့ရတယ်။ခုနမခါရယာတိကိုလည်းဇွဲကောင်းတဲ့လုံလဝရိယရှိတယ်လို့ဟောလို့ရတယ်နော်။နောက်မင်းယာတိနော်မင်းယာတိရဲ့မင်းယာတိကလည်းဓနုယာတိလိုပဲသူနော်မင်းယာတိရဲ့အင်ရှင်ကဇာတပတိဖြစ်တယ်နော်။မင်းယာတိကသူကငားနှကောင်ရုပ်ဖြစ်တယ်နော်။ငားနှကောင်ရုပ်ဖြစ်တယ်။သူကငားရေယာတိဖြစ်တဲ့အတွက်သူက ဘယ်လိုပြောမလဲရေရာသီနော်မင်းရာသီအားရေရာသီဖြစ်တဲ့အတွက်သူကတည်ငိမ့်နေအေးစေးတယ်စကားပြောနေတယ်ပေါ့နော်ဒါတွေကတော့မင်းရာသီရဲ့ညှို့မထားဘူး မှတ်မထားဘူးပေါ့နော်မှတ်မထားဘူးအညိုးတွေပါတယ်မထားဘူးဒါကတော့မင်ယာတီရဲ့ပရိယေတွေဖြစ်တယ်အဲ့တော့အဲ့ဒီပရိယေတွေကိုကျမတို့ကဟောတဲ့အခါလူတွေကိုဟောတဲ့သူတို့ရဲ့အကျင့်စရိုက်တွေစိတ်နေစိတ်ထားတွေကိုဟောတဲ့အခါမှာသူတို့ရဲ့ယာတီတွေမှာဘာတွေရှိနေလဲဆိုတာကိုကြည့်ပြီးတော့ဟောရမယ်နော်အဲ့တော့ဇာတာရှင်ရဲ့ဇယိုက်လက္ခဏာတွေကိုဟောမယ်ဆိုရင် နော်ဆန်းသူတို့ရဲ့တင်းလာဆန်းဟာဘေးရာဒီမှာရက်တည်နေတယ်လေဒါကိုကြည့်ပြီးတော့ဟောရမယ်အဲ့တော့အခုကျမပြောတာတွေကိုစာရွက်ထဲမှာသေသေချာချာချပြီးတော့ရေးထားပါအဲ့တော့ကျမဒီမှာအုတ်တို့ကသစ်တို့ဟာကိုကျမဒါကိုလေဓပုံရိုက်ပြီးပြောမယ်နော်ဒါကျမဘဘကျမကိုပေးလိုက်တဲ့ဟာလေးဒါလေးอ่ะနော်အဲ့တော့အဲကသစ်လင်္ကာပါလေစတာရွှေကူ အင်းဝသူစံဖြူတင်းပေးပေါ့နော်အဲ့တော့ကတိရဲ့အလင်ကစတာရွှေကူအင်းဝသူစံဖြူတင်းပေးဆိုတော့ဒီဒီဟာပေါ့နော်စကဒါအင်္ဂါနော်စဆိုတာအင်္ဂါကိုပြောတာတာဆိုတာတောက်ကြကိုပြောတာနော်စဆိုတာအင်္ဂါကိုပြောတယ်ကျွန်မဒီလိုလုပ်ပေးလိုက်မယ်နော်အာဒီမှာနော်အဲ့တော့ ဒီမှာစဆိုတာဒါเนาะစတာရွှေကူအင်းဝသူစံဖြူတည်တင်းပြီးစဆိုတာအင်းငါဒါအင်းငါအိမ်ရှိတာဆိုတာတောက်ကြဒါတောက်ကြအိမ်เนาะရွှေဆိုတာဗုဒ္ဓဟုဒါဗုဒ္ဓဟုအိမ်ကူဆိုတာတနင်းလာဒါတနင်းလာအိမ်အင်းဆိုတာเนาะဒါအင်းဆိုတာကတနင်းကွနေဒါတနင်းကွနေအိမ်ဝဆိုတာဗုဒ္ဓဟုဒါဗုဒ္ဓဟုအိမ်သူဆိုတာက ြောမယ်ဆိုလို့ရှင်တော့တောက်ကြတာတောက်ကြအိမ်ဆန်ဆိုတာကအင်္ဂါဒါအင်္ဂါအိမ်ဖြူဆိုတာတကြာသပရိဒါကြာသပရိအိမ်နော်တဆိုတာကစနေစနေအိမ်တင်းဆိုတာစနေဒါစနေအိမ်နော်ဒီမှာ ပေးဆိုတာကကြာသပရိဒါကြာသပရိအိမ်အဲ့တော့ဒီစတာရွှေကူအင်းဝသူစံဖြူတည်င်းပေဒီဟာကို ီဟာကိုကျမတို့ဇရားမှာဒါလေးချပြီးတော့ကူရေးမယ်ပြီးရင်ဒါသူတို့ရဲ့အိမ်စိအိမ်နေအဲ့တော့ဒီမှာစဆိုတဲ့အိမ်မှာအင်္ဂါရှိတယ်ဆိုရင်အဲ့ဒီအင်္ဂါကကတိရတယ်ခေါ်တယ်နော်အဲတာမာတောက်ကြာတောက်ကြာမှာတောက်ကြာရှိတယ်ဆိုရင်ကတိရရလို့ခေါ်တယ်တောက်ကြာအင်္ဂါနှစ်ခုရှိတယ်အင်္ဂါအင်္ဂါလည်းနှစ်ခုရှိတယ်တွေ့လား ဗုဒ္ဓဟူကလည်းနှစ်ခုရှိတယ်ကြာသပတိကလည်းနှစ်ခုရှိတယ်စနေရလည်းနှစ်ခုရှိတယ်တစ်ခုပဲရှိတာဒီမှာဘာလဲဆိုတော့တနင်္ဂနွေနဲ့တနင်္လာနဲ့เนาะဒါတစ်ခုပဲရှိတယ်အဲ့တော့ဒီနေ့မှာကျမကเนาะဒီကတိကတိကို ကျမသင်မယ်နှက်ပြန်ကြရင်အုတ်အချောင်းကိုသင်မယ်ဒါမှဒီဟာအားလုံးကိုကျမခဏနေဓပုံရိုက်ပြီးတော့ပို့ပေးထားမယ်เนาะအဲ့ဒါလေးအားလုံးကိုကူးထားပါเนาะ ဟုတ်ပါပြီအဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲเนาะကျမဒီနေ့တော့ဒီလောက်ပါပဲချစ်တော်သူများ အားလုံးကျမ်းမာပါစေချမ်းသာကြပါစေဘေးရန်ကင်းကြပါစေဆင်းရဲဒုက္ခကင်းကြပါစေကျမတို့ကြံစုံမမယ်เนาะ